အားလုံးပဲမင်္ဂလာပါဗျာ JTS Channel ကနေပြန်နေကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ Lightweight Dan Champion Ilya Topuria ရဲ့နောက်ထပ်ပြိုင်ဘက် Fighter ကဘယ် Fighter ဖြစ်သွားမလဲသူ့ရဲ့နောက်ထပ်ပွဲစဉ် Champion ကပတ်ကောင်ဝပွဲစဉ်ကဘယ် Fighter နဲ့ရှင်ပြိုင်ထိုးသက်သွားမလဲစတဲ့အကြောင်းအရာတွေပြင် UFC ရဲ့ Waterweight Dan ကပျောက်ချက်သားကောင်းနေတဲ့ Fighter ကြီး Shaka Ramon Noe ရဲ့အကြောင်းစတဲ့အကြောင်းအရာတွေကိုစစီးတုံးတက်တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ Lightweight Dan Champion Ilya Topuria အနေနဲ့သူ့ရဲ့နောက်ထပ်ပွဲစဉ်ကဘယ်တော့အရှင်ပြိုင်ထိုးသက်သွားမလဲသူ့ရဲ့ပြိုင်ဘက်ကရောဘယ် Fighter ဖြစ်သွားမလဲစတဲ့အကြောင်းအရာတွေကိုတုံ့သက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ UFC ရဲ့ lightweight champion India Topuria ဟာဆိုလို့ရှိရင် UFC ဖွဲ့စည်းမှာနောက်ထပ်တက်လာတဲ့ third generation fighter တွေထဲမှာမှတော်တော်လေးကိုအရေးချင်းရှိတဲ့ fighter လို့ပြောမှာဖြစ်ပြီးတော့သူ့အနေနဲ့လက်ရှိတော်တော်စဲအချိန်မှာဆိုလို့ရှိရင်လည်း UFC ရဲ့ပေါင်းဖို့ပေါင်း ranking နံပါတ်1နေရာအထိကိုတက်ပြီးတော့ချိန်နေတဲ့ကစားသမားတူလည်းဖြစ်ပါတယ်။ India Topuria အနေနဲ့သူဟာ UFC ဖွဲ့စည်းမှာ ဝိုင်းစဉ်ကိုးပွဲထိရှင်ပြိုင်ထိုးသက်သွားပြီးတော့သူ့အနေနဲ့ကိုးပွဲစလုံးကိုရှုံးပွဲလုံးဝမရှိသေးတဲ့ပြင်အဲ့ဒီတဲကမှသူ့အနေနဲ့ပွဲစဉ်တော်တော်များများကိုလဲထိုးပြီးတော့နိုင်ယူရရှိထားတာပဲဖြစ်ပါတယ်ဆိုတော့အီလီယာတော်ပူရီယာအနေနဲ့သူ့ရဲ့နောက်ဆုံးပွဲစဉ်၃ပွဲရဲ့ performance ကြီးကတော်တော်လေးကိုကြောက်ဖို့ကောင်းတဲ့ရလက်ပွဲကိုပိုင်ဆိုင်ထားတယ်လို့ပြောရမှာပဲဖြစ်ပါတယ်အီလီယာတော်ပူရီယာရဲ့နောက်ဆုံးဒီပြိုင်ဘက်၃ယောက်ဟာဆိုလို့ရှိရင် Alexander Vogonovsky Mass Holloway Charles Oliver ကစတဲ့ fighter တွေနဲ့ရှင်ပြိုင်ထိုးတက်ခဲ့တာဖြစ်ပြီးတော့ fighter ၃ယောက်စလုံးကိုအလဲထိုးအနိုင်ယူပြခဲ့တာပဲဖြစ်ပါတယ်။ Max Holloway ကိုသူ့အနေနဲ့တုံးကြီးမြောက်မှာအလဲထိုးတယ်။ Alexander Volkanovski ကိုဒုတိယအချီမြောက်မှာအလဲထိုးတယ်။ Charles Oliveira ကိုပထမအချီမှာအလဲထိုးတယ်။ စတဲ့ဂုံပုတ်တွေနဲ့ပြည့်စုံနေတဲ့ Fighter Doom ဖြစ်ပြီးတော့သူ့ရဲ့အလဲထိုးပါဝါကြီးကတော့တော်တော်လေးကိုကြောက်စရာကောင်းတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ Ilya Topuria အနေနဲ့ဒီ Boxing Mind ကိုပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ Boxing Skill ဟာတော်တော်လေးကိုဒီပြည့်စုံတဲ့ Boxing Skill လို့ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့ဒီ Boxing ထိုးတက်တဲ့နေရာမှာလက်သီးပါဝါဖြင့်တိကျမှုကလည်းတော်တော်လေးကိုကောင်းပါတယ်။ဒါပြင် Defense ပိုင်းမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ Footwork ကတော်တော်လေးကိုကောင်းနေတဲ့အတွက်ကြောင့်မို့လို့ Ilya Topuria အနေနဲ့ ရပ်စီဖွဲ့စည်းမှာရှင်ပြိုင်ထိုးတက်နေတဲ့ကစားသမားတွေထဲမှာတော်တော်လေးပုံမှာကောင်းတဲ့ဒီ striking skill boxing skill ရှိတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ Ilya Topuria အနေနဲ့လက်ရှိလောလောဆယ်မှာသူဟာ weight down တစ်ခုရဲ့ champion ဖြစ်ပါတယ်။ဒါပေမဲ့ရပ်စီဖွဲ့စည်းကအရင်တော့ကလိုမျိုး weight down တစ်ခုရဲ့ champion ကပတ်တွေကိုပူးတွဲကင်ထားခွင့်မပေးတော့တဲ့ကြောင့်သူ့အနေနဲ့ featherweight down က champion ကပတ်ကိုတော့ဆွန့်လွတ်ခဲ့ရတာဖြစ်ပြီးတော့ဒီ featherweight down မှာ champion how to ဖြစ်ခဲ့ပို့ပြီးတော့ lightweight down မှာတော့လက်ရှိလောလောဆယ် champion ဖြစ်ပါတယ်။ လိုက်ဝိတ်တန်းမှာဆိုလို့ရှိရင်လက်ရှိလောလောဆယ်အနေထားပြောရမယ်ဆိုလို့ရှိရင်နံပါတ်1နေရာက Champion Sing ခေါ်သူက Islam Makhachev နံပါတ်2နေရာက Arman Sarukhran နံပါတ်3နေရာက Max Holloway နံပါတ်4နေရာက Charles Oliveira နံပါတ်5နေရာက Justin Gaethje ဆိုပြီးတော့ရှိတဲ့အနေထားတစ်ခုမှာ Ilya Topuria အနေနဲ့သူမထိုးသက်ရတဲ့ fighter ဟာဆိုလို့ရှိရင် Arman Sarukhran Islam Makhachev Justin Gaethje သုံးဦးသာရှိတာပဲဖြစ်ပါတယ် Max Holloway နဲ့ Charles Oliveira ကိုအနိုင်ယူထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကတော့ test stress ရမလို့ပါဘူးဆိုတော့ Julia Topuria အနေနဲ့လက်ရှိလောလောဆယ်အချိန်မှာသူနဲ့ရှင်ပြိုင်ထိုးသက်သွားနိုင်တဲ့ fighter က2ယောက်ရှိပါတယ်တယောက်ကတော့ Justin Gaethje ဖြစ်ပြီးတော့တယောက်ကတော့ Paddy Pimblett ဖြစ်ပါတယ် Justin KG အနေနဲ့ကတော့ Justin KG ကနောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်မှာဆိုရင် performance ကောင်းစွမ်းဆောင်ရည်ကောင်းတွေကိုပြသထားနိုင်ခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့ Champion Cup ပြန်လည်စင်ခေါ်ခွင့်ရရှိခြင်းနဲ့ Champion Cup စင်ခေါ်ခွင့်မရဘူးဆိုလို့ရှိရင်အနာယူရမယ်ဆိုပြီးတော့ UFC ကိုချိန်ချောက်ထားတဲ့အတွက်ကြောင့်မို့လို့သူ့ကိုချန်ပီယံကပ်စင်ခေါ်ခွင့်ပေးဖို့ကအလားအလာရှိပါတယ်။နောက်တစ်ယောက်ကတော့ Paddy Pimblett ဖြစ်ပါတယ်။ Paddy Pimblett ဟာဆိုလို့ရှိရင်လေ UFC ဖွဲ့စည်းရဲ့ lightweight တန်းမှာသူဟာ တဖြည်းဖြည်းနဲ့မြင့်တက်လာနေတဲ့ကစားသမားတူဖြစ်ပြီးတော့မကြသေးခင်အချိန်ကမှ Michael Chandler ကို level ညစ်အနိုင်ယူထားပြီးတော့သူ့အနေနဲ့သူဟာ lightweight တန်းရဲ့နံပါတ်9နေရာကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် Elia Topuria နဲ့ Paddy Pimblett တို့ကြားမှာ beef ရှိပါတယ်။အဲ့ဒီ beef ကဘာဖြစ်လို့လဲဆိုလို့ရှိရင် Paddy Pimblett အနေနဲ့ Elia Topuria ကိုတွားပြီးတော့သူ့ရဲ့လူပြိုးရေးနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုပြောမိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ Elia Topuria ကတော်တော်လေးကိုတင်းသွားပြီးတော့ Paddy Pimblett ကိုအဲ့ဒီချိန်ထဲကမကြည်မနှက်ဖြစ်နေတာပါ။ဆိုတော့ဒီ fighter နှစ်ဦးရဲ့မကြည်နှက်ချက်တွေကိုအသုံးချပြီးတော့ boss ုအောင်လုပ်လို့ရပေမဲ့နံပါတ်9နေရာမှာရှိတဲ့ Paddy Pimblett ကို Champion စင်ကော်ကွင်ပေးအောင်မလားဆိုတာကတော့ရည်တင်တော်ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့သုံးသပ်မိတာကတော့အနည်းဆက်ဆုံးရှိနေတာက Justin Gaethje ဖြစ်ပြီးတော့ Justin Gaethje ရဲ့ထိုးသတ်ပုံထိုးသတ်နည်းဟာပြိသက်အကြိုက်ထိုးသတ်ပုံထိုးသတ်နည်းဖြစ်တယ်ပြီးတော့ Ilya Topuria အနေနဲ့ကလည်းဒီ striking ဘက်မှာပဲအာ အားတာပြီးတော့ဥတီဆော့တဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ Ilya Topuria နဲ့ Justin Gaethje ကိုပွဲတက်ပေးလိုက်မယ်ဆိုလို့ရှိရင်ပြိတ္တကြိုက်ပွဲကောင်းပွဲချမ်းတဲ့ပွဲဖြစ်မယ်ဆိုပြီးတော့ UFC ဘက်ကသုံးသပ်တာဟန်ပေါ်ပါတယ် ်ဆိုတော့အိန္ဒိယတော်ပူရီယာအနေနဲ့ဂျက်စတင်ဂဂျီနဲ့ရှင်ပြိုင်ထိုးတက်သွားမယ်ဆိုရင်ကျွန်တော်ရရှိထားတဲ့သတင်းတွေအရ2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားမယ့် UFC 324 event ပွဲစဉ်မှာရှင်ပြိုင်ထိုးတက်သွားဖို့ရှိနေတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်လာဖြစ်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့အပြိုင်ဆိုင်ပွဲကျန်းတဲ့ဒီပွဲစဉ်ပွဲကိုကြည့်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့တခုရှိတာက Justin Gaethje အနေနဲ့ကလည်းလက်သီးဘဝပြင်ပြီးတော့သူ့အနေနဲ့အမှန်ကန်ပွဲကျန်းပြတတ်တဲ့ fighter တူဖြစ်တဲ့အတွက်ကြောင့်မလို့ Ilya Topuria အနေနဲ့ကလည်းသတိထားပြီး တော့ဆော့သွားရမှာဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယဒေါ်ဘူရီယာရဲ့လက်သီးပါဝါကို Justin Gaethje ခံနိုင်ဖို့ကတော့တော်လေးကိုခဲယဉ်ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ Justin Gaethje နေနဲ့ Max Holloway ရဲ့အလဲထိုးခြင်းကိုခံခဲ့ရတဲ့ပြင် Charles Oliveira ရဲ့အလဲထိုးပြီးတော့ချုပ်ကွက်နဲ့နိုင်ယူတာကိုခံခဲ့ရတဲ့အတွက်ကြောင့်မို့လို့ Justin Gaethje အနေနဲ့ကဂျောကတိတ်မကောင်းဘူးလို့ပြောရမှာပဲဖြစ်ပါတယ်။ အလီယာတော်ပူရီအနေနဲ့ကတော့လက်ရှိလောလောဆယ်အချိန်မှာသူ့ကိုအလဲထိုးနိုင်ဖို့မပြောနဲ့။ Lion Line နဲ့ Fighter တော့မပေါ်သေးတဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့လက်ရှိလောလောဆယ်မှာတော့တဝက်ကို Champion ဖြစ်နေတဲ့ Fighter ဖြစ်ပြီးတော့တပ်ရွယ်ပိုင်းကလည်း28နှစ်ရွယ်သာရှိသေးတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ Prime Color ကိုစတင်ပြီးတော့ဝင်ရောက်တဲ့အချိန်လို့ပဲပြောရမှာဖြစ်ပါတယ်။ဆိုတော့အီလီယာတော်ပူရီယာနဲ့ဂျက်စတင်ဂီချီတို့ဝက်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တော့အီလီယာတော်ပူရီယာကနိုင်ယူဖို့ရန်ကုန်လုံးများတယ်ဆိုပေမဲ့ကျွန်တော်တို့ပြည်သက်တည်နေတဲ့ဒရယ်ဆိုင်ကောင်တွေ့စံတစ်ခုကိုကြည့်ရမှာဖြစ်ပြီးတော့ မြန်မာပြည်သက်တွေကြိုက် striking ဘိုင်းမှာရှင်ပြီးတော့တီးရဲ့ trade line တစ်ခုကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီပွဲစဉ်ဖြစ်လာနိုင်ဖို့အတွက်တော်တော်လေးကိုမစောင့်နိုင်တော့ဘူးလို့ပြောရမှာပဲဖြစ်ပါတယ်။ တော့ Perry Pimblet နဲ့ပွဲဖြစ်မယ်ဆိုလို့ရှိရင်ရောဘယ်လိုပုံစံမျိုးဖြစ်သွားနိုင်မလဲ Perry Pimblet ကတော့ grappling ကိုအခြေခံပြီးတော့ကစားတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ Ilya Topuria ကိုသူ့အနေနဲ့ take down တွေရယူပြီးတော့ကစားသွားဖို့များမလဲဒါပေမဲ့ Ilya Topuria အနေနဲ့ကလက်ရှိလောလောဆယ်မှာသူ့ရဲ့ grappling ပွဲစဉ်ကလည်း level ကလည်း next level တစ်ခုကိုရောက်ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဖဒီပင်ပလက်အနေနဲ့လီယာတိုပိုရီယာကိုတာမန်ဖိုက်တာတွေလိုမျိုးသွားပြီးတော့ဒေါန်ဒေါန်လက်ချပြီးတော့နိုင်ယူရရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သူတို့နဲ့အင်မနိုအကိုပြင်ဆင်လာမှသာအဲ့ဒီလိုမျိုးရလက်ထပ်ပေါ်လာနေမှာဖြစ်ပြီးတော့လီယာတိုပိုရီယာကတော့လက်ရှိလောလောဆယ်အချိန်မှာအမှန်ကန်ကိုပွဲချမ်းနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့နဲ့ကတော့ဖဒီပင်ပလက်နဲ့လီယာတိုပိုရီယာကိုပွဲမတည့်ပေးလောက်ဘူးလို့ခံစားမိပါတယ်။ဆိုတော့ပရိသတ်တွေအနေနဲ့ကတော့လီယာတိုပိုရီယာနဲ့နောက်ထပ်သူ့ရဲ့ပြိုင်ဘက်ဖိုက်တာကဘယ်ဖိုက်တာဖြစ်သွားနိုင်တယ်လဲပြီးတော့ဘယ်ဖိုက်တာကိုပို့ပြီးတော့အားပေးတယ်လဲဆိုတာကိုကောင်းမှာဆိုရင်တုံ့တန်ညှင်းခုံပေးကြကြပါဦးခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့အခုချိန်မှာပျောက်ချက်သားကောင်းနေတဲ့ waterway တန်းကကြားကြီးတစ်ကောင်ဖြစ်တဲ့ Shaka Ramono ရဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ Shaka Ramono ဆိုတာကတော့ UFC ရဲ့ waterway တန်းမှာလက်ရှိတော်တော်တဲ့အချိန်ကြီးရှုံးပွဲလုံးဝမရှိသေးတဲ့ fighter ဖြစ်ပြီးတော့သူ့ရဲ့ record ကြီးကအင်မတန်မှကိုကြောက်စရာကောင်းတဲ့ record ကြီးကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ်။ အဲ့ဒီ record အကြောင်းကိုပြောပြရမယ်ဆိုရင်တော့ Shaka Ramon အနေနဲ့ MMA ပွဲစဉ်ပေါင်းလက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်16ဝက်ထိရှင်းပြိုင်တိုးသက်ထားပြီးတော့သူ့အနေနဲ့16ပွဲလုံးကိုနိုင်ရရရှိထားပြီးတော့အဲ့ဒီထက်ကမှ18ပွဲကိုပွဲသိမ့်ပြထားတာဖြစ်ပါတယ် Shaka Ramon အနေနဲ့သူဟာသူ့နိုင်ရရရှိထားတဲ့ဒီ16ပွဲထဲမှာ10ပွဲကိုချုပ်ကွက်10ပွဲကိုလဲထိုးနဲ့နိုင်ရရရှိထားပြီးတော့10ပွဲကိုတော့ decision နဲ့နိုင်ရရရှိထားတာဖြစ်ပါတယ် Shaka Ramon အနေနဲ့နောက်ဆုံးထိုးသက်သွားခဲ့တဲ့ပွဲစဉ်ကပြီးခဲ့တဲ့နှစ်ဒီ December လကရှင်းပြိုင်ထိုး သက်သွားတဲ့ပွဲစဉ်ဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာသူက Iran Gary နဲ့ရှင်ပြိုင်ထိုးသက်သွားတာဖြစ်ပြီးတော့ Iran Berry ကိုဘဲကိုခွဲပြလိုက်ပြီးတော့သူ့အနေနဲ့သူဟာ Waterweight ထဲမှာကျန်းတဲ့ Fighter တစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းသက်သေပြခဲ့တာပဲဖြစ်ပါတယ်။ Shaka Ramon တို့အနေနဲ့ Champion စင်ခေါ်ခွင့်ရရှိဖို့အတွက်တော်တော်လေးကိုနှိစက်သွားခဲ့ပေမဲ့သူကဒဏ်ရာပြဿနာရရှိသွားတဲ့အတွက်ကြောင့်မလို့ ချန်ပီယံစင်ကောင်းကနေနှုတ်ထွက်ခွင့်ရခဲ့တယ်လို့သိရပြီးတော့သူ့အနေနဲ့အခုချိန်လေးဆိုလို့ရှိရင်ပွဲမထိုးသက်တာဒီနှစ်နီးပါးလောက်ရှိတော့မှာပဲဖြစ်ပါတယ်။ရှာခါရမ်မွန်နိုဟာသူ့ရဲ့ကစားပုံကစားနည်းကတော့သူဟာဆမ်ဘိုအားကစားနည်းကိုအချိန်ခံပြီးတော့ကစားတဲ့ fighter တယောက်ဖြစ်ပြီးတော့ wrestling မယော grappling မယောပြီးတော့ striking ဘိုင်းမယောကကြွန်းကြန်းကျင်ကျင်ကစားနိုင်တဲ့ fighter ဖြစ်ပြီးတော့သူ့အနေနဲ့ဆန်းရင်ရဆန်းမောင်ပါဂျန်ဆိုတဲ့ fighter ပုံစံမျိုးဖြစ်ပြီး သူဟာ striking ဘိုင်းမှာဆိုလို့ရှိရင်နောက်ပိုင်းမှာမိပြကြီး Henry Hoof ရဲ့လက်အောက်မှာကစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ striking ဘိုင်းကတော်တော်လေးကိုတိုးတက်လာတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ UFC ဖွဲ့စည်းမှာဆိုရင်တော့ပွဲစဉ်9ပွဲတိထိုးတက်ထားပြီးတော့9ပွဲလုံးကိုနိုင်ရရှိထားပြီးတော့အဲ့ဒီတက်ကမှ6ပွဲကိုသူ့အနေနဲ့ပွဲသိမ့်နိုင်ယူပြထားတာဖြစ်ပါတယ်။ အနိုင်ရရှိထားတဲ့ဒီခုနှစ်ပွဲထဲမှာဆိုလို့ရှင်ဒီ6ပွဲကိုသူ့အနေနဲ့3ပွဲကို submission 3ပွဲကိုချုပ်ကွက်နဲ့အနိုင်ရရှိထားတဲ့အတွက်ကြောင့်မလို့ striking မှာရော grappling ပိုင်းမှာရောပါတော်တော်လေးကိုကောင်းတဲ့ fighter ပါ ရှာကာရမွန်တော့အနေနဲ့ကျွန်တော်အနေနဲ့ကတော့ချန်ပီယံစိန်ခေါ်ခွင့်သူ့အနေနဲ့အမြန်ဆုံးရရှိတဲ့ဖိုက်တာတယောက်ဖြစ်ပြီးတော့ရှာကာရမွန်တော့ကိုကြော်ပြီးတော့အစ္စလာမ်မာကာရှက်ကိုချန်ပီယံစိန်ခေါ်ခွင့်ပေးလိုက်တာကတော့ UFC ဘက်ကနည်းနည်းလေးမျက်နှာလိုက်လွန်းတယ်လို့ကျွန်တော်ကတော့ထင်မြင်ယူဆသုံးသပ်မိပါတယ်။ဘယ်လိုပဲပြောရှာကာရမွန်တော့အနေနဲ့လက်ရှိလောလောဆယ်မှာသူ့အနေနဲ့ဒီအသက်အရွယ်ပိုင်းကဆိုရင်လည်းအသက်30ရွယ်သာရှိသေးတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ prime color ကလည်းကြန့်ရှိနေသေးတာဖြစ်ပြီးတော့ကြာခင်ချိန်တွင်းမှာ Shaka Rockmon တော့အနေနဲ့တကယ်ကိုကောင်းတဲ့ ဒီပွဲကောင်းပွဲချမ်းတစ်ပွဲရှင်ပြိုင်ထိုးသက်သွားနိုင်မှုအတွက်ကျွန်တော်အနေနဲ့ကတော့ဒီနေရာကနေဆူတောင်းမိနေပါတယ်။ဒီနှုန်းကကျွန်တော်တို့ပြောခဲ့တာကတော့ရှုံးပွဲလုံးဝမရှိသေးတဲ့ fighter ဖြစ်တဲ့ Shaka Ramono နဲ့ Hanzak ကိုပွဲတက်ပြီးရင်ဘယ်လိုဖြစ်သွားနိုင်မလဲဆိုပြီးတော့ဒီစဉ်းစားခဲ့ကြပါသေးတယ်။ဒါပေမဲ့ Hanzak နဲ့ Shaka ဟာအခုချိန်မှာအလန့်ဝိတ်ကွာသွားခဲ့ပြီဖြစ်ပြီးတော့ Hanzak ချမရဲ့အနေနဲ့ကတော့လက်ရှိလောလောဆယ်မှာ Middleweight ရဲ့ champion ဖြစ်နေပြီဖြစ်ပြီးတော့ Shaka Ramono ကတော့ champion စင်ခေါ်ခွင့်ရရှိဖို့ကိုသူ့အနေနဲ့တော်တော်လေးကိုစူးစမ်းနေရတဲ့အနေအထားဖြစ်ပါတယ်။ ဆိုတော့ရှာကရမွန်တော့အနေနဲ့ချန်ပီယံစိန်ခေါ်ခွင့်မကြခင်ချိန်အတွင်းမှာရရှိနိုင်ပါစေလို့ကျွန်တော်ကတော့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်။